ရွှေမပိတ်သက်ကြီးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျမ်းမာရေးနဲ့ဆိုင်တဲ့ဘုဟုတ္တလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာရဲရိုရွက်ရဲရိုတီစားသုံးခြင်းကြောင့်ရရှိနိုင်တဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရဲရိုရွက်ကိုဟင်းထုတ်လို့စားတာငားနဲ့ရောပြီးစင်ကောချက်တာမျိုးစားလို့ရတယ်လို့ရဲရိုတီကိုလည်းဖြော်ရည်လို့တောက်လို့ရပါတယ်ရဲရိုပင်က တပင်လုံးနီးပါးဆေးဘက်ဝင်တာပါရဲယူတီယောရဲယူရွက်ကပါကျမ်းမာရေးအကျိုးကျေးဇူးတော်တော်လေးများပါလေတက်ကြီးရွယ်ဟိုတွေအတွက် အထူးတင့်တော်တဲ့ဓာတ်စာတစ်ခုလည်းဖြစ်ပါလေရဲယူပင်ကဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီးပစိဖိတ်ကျွန်းတွေအရှိတောင်အရှာဩစတြေးလျနဲ့အိန္ဒိယနိုင်ငံတို့မှာပေါရောက်ကြပါလေအမြဲဆိုင်အပင်ငယ်တစ်မျိုးလည်းဖြစ်ပါလေရှေးရခင်ကာလတွေလည်းအရေပြားအတွက်ဆေးဖြစ် အသုံးပြုခဲ့ကြပါလေအတီးနဲ့ရွက်တင်မကပါဘူးအပွင့်အခေါက်ပင်စီနဲ့အမြင့်တွေကလည်းဆေးဘက်ဝင်ပါသေးတယ်ရဲယူရွက်ရဲယူသီးတို့မှာပရိုတင်းအမြင့်တက်အဆီတက်ဗီတာမင် A ဗီတာမင် C နဲ့သွေးတူးကြစေနိုင်တဲ့ပိုတက်ဆီယမ်တို့ပါဝင်ပါလေဒါတွေအပြင် ကင်ဆာနဲ့နှလုံးရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့ ဖလီဝါနိုက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်နေပါသေးတယ်။အစာလဲစီးစီးလဲအစာလို့ပြောလို့ရအောင်အာဟာရဓာတ်တွေကျွေးွားတယ်စားစရာတမျိုးဖြစ်ပါလေ။အဲသူကနည်းနည်းတော့အဝင်တော့ဆိုးပါလေ။ရေယူပင်ကိုခေါင်းကိုက်ပြောက်ပင်အကိုက်အခဲပြောက်ပင်လို့လည်းခေါ်ကြပါလေ။ဒီလောင်မှုတွေရရေယူပင်က အကိုက်အခဲပြောက်စေနိုင်ပြီး နိဗ္ဗာန်ဝေဒနာနဲ့အခြားအဆင့်မြင့်တွေနာကျင်ကြိုက်ခဲတာကိုသက်သာစေနိုင်ပါလေ။နောက်တစ်ခုကတော့ရဲရွရဲရဲရူတီတို့ဟာကိုကားအကောင်းစီဖို့အထောက်အကူပြုပေးပါလေ။ဗတ္တိရယာတွေအနေရကနေကာကွယ်ပေးသလိုတုတ်ကွေးလိုမျိုးကူးဆက်တက်တဲ့ယောဂတွေကနေကာကွယ်ပေးနိုင်ပါလေ။အလိုကတော့ရဲရွရဲရူတီတို့ဟာအိပ်ပျော်စေပါလေ ရဲယူသည်နဲ့ရဲယူရွက်ကစီရိုတိုနင်ဟော်မုန်းနဲ့မီလက်တိုနင်ဟော်မုန်းတွေကိုလှုံ့ဆော်ပေးပါတယ်။စိတ်ခံစားမှုကောင်းမွန်စေပြီးစိတ်ဓာတ်မကျစေဖို့နဲ့အိပ်ပျော်စေဖို့အတွက်အရေးပါတဲ့ဟော်မုန်းတွေကိုလှုံ့ဆော်ပေးတဲ့အတွက်ကြောင့်စိတ်ဓာတ်ကြမှာမအိပ်အိပ်မပျော်မအောင်ပူစရာမလိုတော့ပါဘူး။နောက်တစ်ခုကတော့ရဲယူရွက်နဲ့ရဲယူသည်ဟာအရေးပြားတဲ့ဆန္ဒကိုကြားမှာသိနိုင်ပါတယ်။ ရေဘက်နဲ့ရေယိုဒီမှာပါတဲ့ဂုံသက်တီတွေက အသားရေကိုနှုတ်ပြိုစီပြီးဆန်သားကိုတန်ဆွမ်းစေနိုင်သလိုခြေသေးလက်သေးတွေကိုပါကြားမာစေနိုင်တာပါ။နောက်တစ်ခုကတော့ရေယိုရက်နဲ့ရေရေယိုဒီတွေကကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ရေယိုရက်နဲ့ရေယိုဒီတွေက nitric oxide ထွက်ရှိအောင်နှုတ်ဆော်ပေးနိုင်ခြင်းရှိပါတယ်။ခန္ဓာကိုယ်က ကင်စာဆဲတွေကိုတုံ့ပြန်တိုက်ခိုက်နိုင်အောင်လှုပ်ဆောင်ပေးသလိုကင်စာချိတ်တွေကြီးမလာအောင်လည်းဟန်တာပေးနိုင်ပါလေ။အခုကတော့သွေးတူးကြသေးနိုင်တာပဲဖြစ်ပါလေ။ဖီတိုနျူထရီယန်ပါဝင်နေသလိုဗီတာမင်စီနဲ့ဆီလီနီယံတို့ပါဝင်နေတာကြောင့်သွေးကြောနေရံတွေကို free radical တွေကြောင့်ထိခိုက် ်တည်ဆည်းမှုကနေကောက်ဝယ်ပေးပါတယ်ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးတိုးကျစေနိုင်ပါတယ်နောက်ထပ်အာနိသင်တစ်ခုကသွေးကြောတွေကိုပြေလျော့စေတာပဲဖြစ်ပါတယ်ဒါ့အပြင်သွေးတွင်းကိုလက်စထရောကိုလည်းကျဆင်းစေနိုင်ပါတယ်သွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စထရောတွေကိုကျဆင်းစေပြီးသွေးကြောထဲမှာအဆီတွေစုပေါင်းတာမျိုးဖြစ်အောင်ကာဝယ်ပေးနိုင်ပါတယ်အခုကတော့မှန်ညာကိုလည်းကောင်းစေနိုင်ပါတယ်သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီးသွေးကြောထဲမှာ သွေးစည်းစင်းမှုကောင်းနေနိုင်တာကြောင့်အုံနောက်ထဲကိုသွေးစည်းစင်းရောက်ရှိမှုကောင်းမွန်စေပြီးအုံနောက်ကိုကျန်းမာစေနိုင်တဲ့အတွက်မှတ်ဉာဏ်နဲ့ပူပေါင်းစေနိုင်ပါလေ။နောက်ကတော့ဝမ်းမံစေနိုင်ပါလေ။ပျော်ဝင်လွယ်တဲ့အမြင်တတ်များသာပါဝင်နေတာကြောင့်ဦးရေအတွင်းမှာစည်းစင်းမှုကိုကောင်းမွန်စေနိုင်ပြီးဝမ်းမံစေနိုင်ပါလေ။ဦးလန်းကြောင့်ကျန်းမာဖို့အတွက်ဒိုးအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုထောက်ပံ့ပေးပါသေးတယ်။ဒါတွေပြင် ရဲဟုတ်ပြီးရဲ့အစိတ်ပိုင်းတွေမှာပါတဲ့တက်တွေကကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးနေတာပါဒီနာယောဂအတက်ယောဂတွေကိုတက်တာစီနိုင်တယ်လို့ချောင်းဆိုးပျောက်စေပါတယ်စီချိုအတွက်အတုံးတဲ့တယ်လို့စီးသွားရင် နာကျင်တာအဖြူစင်းတာနဲ့မအီမတာဖြစ်တာတွေအတွက်လည်းအတုံးတဲ့ပါတယ်အမျိုးသမီးတွေမှာရာသီအတွေ့မှန်စီနိုင်တယ်လို့သွေးမဆုံးခင်ခါလာရနိုင်တဲ့အကျိုးလက္ခဏာတွေကိုလည်းတက်တာစီနိုင်ပါတယ် အတွင်းတိမ်မဖြစ်အောင်ကာကွယ်ဖို့ကင်းစားကာကွယ်ဖို့နဲ့လင်းမဖြစ်အောင်ကာကွယ်ဖို့အတွက်လည်းအထူးသင့်တော်တဲ့တက်စာတစ်ခုဖြစ်ပါလေ။ခေါင်းတရှမ်းကြိုက်တာအတွက်လည်းစားသုံးပြလို့ရပါလေ။နောက်ထပ်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့သင်္ဘောဒီစားသုံးခြင်းကြောင့်ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းပဲဖြစ်ပါလေ။သင်္ဘောဒီဟာမြန်မာနိုင်ငံအပါအဝင် ပူပိုင်းဒေသမှာပေါရောက်တဲ့အသီးနှံဖြစ်ပြီးအဟာရဓာတ်များစွာပါဝင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကျွဲဝပြီးရောင်ရမ်းမှုကိုကျဆင်းစေခြင်းရောဂါများကိုနှိမ်နင်းနိုင်ခြင်းအရွယ်တင်နှုတ်ပြိုနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။အခုဆက်လက်ဖော်ပြမှာကတော့တင်မောတိစားခြင်းရဲ့အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။တင်မောတိဟာအနံ့ရတာနဲ့ပြည့်စုံတဲ့အပြင် အဟာရဓာတ်ကျွေးဝတဲ့အစားအစာပဲဖြစ်ပါတယ်။သင်္ဘောတီ150ဂရမ်မှာပါဝင်တဲ့အဟာရဓာတ်တွေကတော့ကယ်လိုရီ59ကာဘိုဟိုက်ဒရိတ်15ဂရမ်အမြင့်ဓာတ်3ဂရမ်ပရိုတိန်း1ဂရမ်ဗီတာမင်စီတိတိတာလိုအပ်ချက်ရဲ့159ရာခိုင်နှုန်းဗီတာမင် A တိတိတာလိုအပ်ချက်ရဲ့33ရာခိုင်နှုန်းဖိုလိတ်တိတိတာလိုအပ်ချက်ရဲ့14ရာခိုင်နှုန်းပိုတက်ဆီယမ်တိတိတာလိုအပ်ချက်ရဲ့17ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီအာဟာရဓာတ်များအပြင်ကယ်စီယမ်မဂနီစီယမ်ဗီတာမင် B1 B3 B5 ဗီတာမင် E ဗီတာမင် K စသဖြင့်လည်းတင့်တယ်မြတ်တာသောပါဝင်ပါတယ်။တင်မောဒီစားခြင်းရဲ့အကျိုးကျေးဇူးတွေရောဘာတွေဖြစ်နိုင်မလဲ။ပထမတစ်ချက်ဓာတုဆန့်ကျင်ဂုဏ်သတ္တိရှိခြင်းကိုခန္ဓာရဲ့ဇီဝဖြစ်ပျက်မှုတွေကြောင့် free radical လို့ခေါ်တဲ့ဓာတုပစ္စည်းတွေထပ်ပေါ်ပါတယ်။အဆိုပါပစ္စည်းတွေဟာ ဒုက္ခနာကိုရဲ့ဆဲတွေကိုပျက်စီးသည်ပြီးယောဂတရားသူပြောစီပါလေကရိုဒီနိုအပါဝင်တင်မောတိမှာပါဝင်တဲ့ဓာတုဆန့်ကျင်ပစ္စည်းတွေက free radical တွေကိုတက်ပြဲစီပါလေတကြီးပိုင်းတွေသီးကြိုဖြစ်နိုင်ခြင်းများသူတွေတိုင်းရိုက်အလုံးနှုတ်တာအားနည်းသူတွေမှာတွေ့ရတတ်တဲ့ဓာတုပျက်စီးခြင်းတွေကိုသက်သာစီပါလေနောက်တစ်ခုကတော့ကင်ဆာဆန့်ကျင်တဲ့ဂုံသက်တိရှိခြင်းသူတည်နေ သူတေသနာများအရတင်မောသည်မှာပါဝင်တဲ့လိုက်ကိုပင်တက်ကကင်သာယောဂဖြစ်နိုင်ခြေကိုယောနေစီပါလေကင်သာယောဂကုသမှုခံယူနေရသူတွေအတွက်လည်းအထောက်အကူပြုပါလေကင်သာဖြစ်ဖို့အားပေးတဲ့ free radical တွေကိုရောရောကြစီပါလေရင်သားကင်သာနဲ့အစာရင်ကင်သာတွေကိုကာကွယ်နိုင်တယ်လို့ဆိုပါလေဒါပေမဲ့ဒီအချက်ကိုခိုင်မာဖို့အတွက်တော့သူတေသနာတွေပို့ပြီးထောက်ဆောင်ဖို့လိုပါသေးတယ် အခုကတော့ကျမ်းမာရေးနှလုံးကျန်းမာရေးကောင်းစေခြင်းပဲဖြစ်ပါတယ်။သူတေသနာအချို့ရတော့တင်မောတိမှာပါဝင်တဲ့လိုက်ကိုပင့်တဲ့ဗီတာမင်စီအားနှလုံးရောဂါကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်။တင်မောတိမှာပါဝင်တဲ့ဓာတုဆန့်ကျင်ပစ္စည်းအများစုဟာနှလုံးကို အထောက်အကူပြုတဲ့အပြင် HDL ကိုလက်စထရောရဲ့အာနိသင်ကိုလည်းပုံပုံတိုးတက်စေပါတယ်။ နောက်တစ်ခုကတော့အစာချေပြအားကောင်းစေခြင်းဖြစ်ပါတယ်။တင်မောစီမှာပါဝင်တဲ့ပပိအင်ဇိုင်းဟာပရိုတိန်းကိုချေပြရမှာအထောက်အကူပြုပါတယ်။မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာတင်မောစီကိုဝမ်းမှန်စေဖို့ဝမ်းချုပ်ခြင်းကကာကွယ်ဖို့စားသုံးကြပါတယ်။ဒီပွားဒီထားခြင်းကိုလည်းတသက်စေနိုင်ပါလေ။နောက်တစ်ခုကတော့အရေးပြပြည့်စည်ခြင်းကိုကာကွယ်ပေးခြင်းဖြစ်ပါတယ်။ ဒီမောဒီသားချင်းဟာအသားရည်ကိုတင်းရင်းစေပြီးအရွယ်တည်နှုတ်ပြူစေပါတယ်။အသားရည်ပျော်တွဲခြင်းကလည်းကာကွယ်နိုင်ပါတယ်။နေအောင်ကြည်ကြောက်အရေပြားပြည့်စည်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။သတိပြုရမယ့်အချက်ကတော့ဒီမောဒီမှာပါဝင်တဲ့ပပိန်အင်ဇိုင်းဟာကိုဝင်သောအမျိုးသမီးများအတွက်အသင့်တော်ပါဘူး။တအိမ်ကြုံခြင်းကိုဖြစ်ပေါ်စေနိုင်ပြီးကလေးပြက်ကြတဲ့အထိဖြစ်တတ်ပါတယ်။ဒါက ်တင်မောသည်အစိမ်စားသုံးခြင်းကြောင့်သာဖြစ်ပါတယ်တင်မောသည်အမဲ့မှာဒီအင်လိုက်ပါဝင်မှုနည်းသွားပြီးတခြားအာဟာရဓာတ်တွေပုံမူကျွေးဝလာပါတယ်ဒါကြောင့်ကိုဝင်ကောင်အဘိုးသမီးတွေကတင်မောသည်အစိမ်ကိုရှောင်ပြီးအမဲ့ကိုစားပေးနိုင်ပါတယ်အခုပြောပြခဲ့တဲ့ကျမ်းမာရေးဘုဒ္ဓလေးတွေကိုတော့ဟလိုဆရာောင်း page မှာတင်ထားတဲ့အကြောင်းအရာလေးကို ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်